မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျူဆူနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူကခံယူတည်ဆောက်သွားမယ်နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့လူတိုင်းလူတိုင်းကိုတန်းတူညီတူဆက်ဆံပါတန်းတူညီတူချစ်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူကခံယူတည်ဆောက်သွားမှာဖြစ်ပါတယ် အခြေပြုကျမ်းတကြမ်းအနေနဲ့ရှမတဲခရင် အခန်းကြီး9အငယ်53ကနေ48အထိကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ်။ကိုနှစ်ဆက်ဆိုင်တော်သူကိုချစ်လောရန်သူကိုမုန်းလောဟုသောပိညာစကားကိုတင်တို့ကြားရပြီ။ငါပိညာဒီကတင်တို့ဒီကောင်းခင်ဘုံ၌ရှိတော်မူသောတင်တို့အဘဤတားဖြစ်လိုတော့ငါတင်တို့ဤရန်သူတို့ကိုချစ်ကြလော။တင်တို့ကိုချိန်ဆဲတော်သူတို့အားမေတ္တာပို့ကြလော။ ။တင်တို့ကိုမုံတော်သူတို့အားကျေးဇူးပြုကြလော။တင်တို့ကိုနောက်ရှက်ညင်းဆဲတော်သူတို့အဖို့ဖယားသခင်ကိုဆုတောင်းကြလော။အကြောင်းမူကားကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည် ကောင်းတော်သူမကောင်းတော်သူတို့အပေါ်၌ကိုတော်ဤနေကိုထွက်စေတော်မူ၏။ဖြောက်မတ်တော်သူမဖြောက်မတ်တော်သူတို့အပေါ်၌မိုးကိုရွာစေတော်မူ၏။တင်တို့ကိုချစ်တော်သူတို့အားသာချစ်တုံပြန်လင်အဘယ်ကြီးစုတင်တည်း အခွန်ခံသူတို့ပင်ဤမြလောက်ပြုတ်ကြသည်မဟုတ်လောအဆွေအမျိုးတို့အားသာလောကကိုပြုတ်လင်အဘဲတို့ထူးမြတ်သည်နီသာသနာပလူတို့ပင်ထို့အတူပြုတ်ကြသည်မဟုတ်လော ထိုကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်စုံလင်တော်မူသည်နီးသူတင်တို့သည်လည်းစုံလင်ခြင်းရှိကြလောချစ်တော်ညီကိုမောင်မတော်အခုဖတ်သွားတဲ့ကြမ်းချက်ကလေ ကျွန်တော်တို့ယုံကြည်သူတွေကိုတမူထူချားသွားစေတဲ့အရာဖြစ်ပါတယ်။ယုံကြည်သူတွေကယေရှုခရစ်တော်ကိုမယုံကြည်ခင်မှာတော့ပုံမှန်ပါပဲ။ယေရှုခရစ်တော်ကိုယုံကြည်ပြီးသွားတဲ့အခါမှာသာသနာ့ပလူတွေနဲ့မယုံကြည်သူတွေနဲ့တမူထူချားသွားတာမတူဘဲနဲ့တမူထူချားသွားတာ။အဲ့ဒီလိုထူချားပြောင်းလဲလာတဲ့အရာတွေအများကြီးထဲမှာတစ်ခုပြောပါဆိုရင်ယံသူကိုချစ်ရတဲ့အရာတစ်ခုအပါဝင်ပါပဲ။ ဟုတ်ပါတယ်ညီကိုမောင်တို့မယုံကြည်သူတွေအနေနဲ့တို့ရန်သူကိုမုန်းတာဒါတို့တဘွားကြကြမုန်းတာဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူဖြစ်လာတဲ့အခါမှာရန်သူကိုမုန်းလို့မရတော့ရန်သူကိုချစ်ရမယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်တမန်ကျမ်းစာထဲမှာအထူးပဲတတိပေးထားတာတစ်ခုရှိတယ်ကျွန်တော်တို့ကလေးတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့နဲ့တဲတဲ့သူကိုကျွန်တော်တို့ချစ်တယ်ကျွန်တော်တို့မိသားစုကိုကျွန်တော်တို့ချစ်တယ်ကျွန်တော်တို့မိမကိုကျွန်တော်တို့ယောက်ျားကိုကျွန်တော်တို့သားသမီးကိုကျွန်တော်တို့မိဘကိုကျွန်တော်တို့ချစ်တယ်ဟုတ်တယ်နော် အချင်းချင်းချစ်ကြပါဆိုလို့ရှိရင်ကျွန်တော်တို့အချင်းချင်းချစ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ချစ်နေတဲ့သူကများရောအဖြစ်ကိုမိပါတွေကိုသားသမီးတွေကိုအိမ်ထောင်ဖက်တွေနော်ကိုရဲ့မိတ်ဆွေတွေကိုနဲ့တဲ့တဲ့သူတွေနော်ငါနဲ့ပေါင်းအောင်တဲ့နိုင်တဲ့သူတွေကိုပဲငါချစ်တာများရောအဖြစ်အဲ့လိုပဲနောက်ဆုံးကုံကုံပြောမယ်ကျွန်တော်တို့ခရီးရန်ယုံကြည်သူတွေထဲမှာတော့မဟိုအချင်းချင်းမချစ်နိုင်တဲ့အဆင့်ထိတောင်ရှိနေတဲ့သူရှိတယ် ကိုကိုအိမ်ထောင်ဘက်ကိုမချစ်နိုင်ဘူးကိုသားသမီးကိုမချစ်နိုင်ဘူးကိုမိဘကိုမချစ်နိုင်ဘူးကိုရဲ့အသင်းတော်ချင်းကြီးကိုမောင်မချင်းချင်းမချစ်နိုင်ဘူးကိုရွှေမျိုးသားချင်းတော်မတည်မြတ်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးအဲ့လိုမျိုးတော်ရှိတယ်ဒါကတော့ထားပါတော့ဒါကတော့တကယ်နောင်တရရမဲ့ယုံကြည်သူတွေဒါပေမဲ့ပုံမှန်အနေနဲ့ဆိုလို့ရှိရင်တာမန်လူတယောက်ကကိုမိသားစုကိုချစ်တယ်နော်အာကိုရွှေမျိုးအတိုင်းဝိုင်းကိုချစ်တယ်နော်ကိုနဲ့တဲတဲ့သူကိုချစ်တယ်ကိုအသင်းတော်လူတွေကိုချစ်တယ် ဒါကတာမန်အနေထားယုံကြည်သူတယောက်ရဲ့တာမန်အနေထားဒီလိုပဲဆိုလို့ရှိရင်တဲ့ဘာမှမထူးဘူးတဲ့ကျမ်းစာမှာအဲ့လိုပြောတာဘာလို့လဲသိလားဘာလို့ဒီလိုပဲဆိုရင်ဘာမှမထူးဘူးလို့ဘာလို့ပြောလဲမယုံကြည်သူတွေလည်းအဲ့လိုမျိုးလှုပ်တတ်တယ်တဲ့မယုံကြည်သူတွေလည်းသူတို့မိသားစုချစ်လားမချစ်လားချစ်တတ်တာပေါ့မယုံကြည်သူတွေလည်းသူတို့ရွှေမျိုးအတိုင်းဝိုင်းကိုချစ်တတ်လားမချစ်တတ်လားချစ်တတ်တာပေါ့မယုံကြည်သူတွေလည်းသူတို့နဲ့တင်းမြတ်တဲ့သူကို တန်ဖိုးထားတယ်လားမထားတယ်လားထားတတ်တာပေါ့မယုံကြည်သူတွေလည်းသူတို့နဲ့အတူတူရှိနေတဲ့သူအားလုံးကိုချစ်တတ်တယ်ချစ်တတ်တာမှတခါတလေယုံကြည်သူတွေထက်တော်မှချစ်တတ်နေသေးတယ်သူတို့ဟုတ်တယ်နော်ဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူတွေလည်းဒီတိုင်းပဲမယုံကြည်သူတွေလည်းဒီအတိုင်းလှုပ်တတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာကောင်းတဲ့သူကိုကျွန်တော်တို့ကကောင်းတယ်အဲ့လောက်ပဲဆိုလို့ရှိရင်တဲ့အဲ့လောက်ပဲဆိုလို့ရှိရင်တဲ့မယုံကြည်သူတွေနဲ့ဘာထူးလဲတဲ့ သင်ယေရှုခရစ်တော်ကိုယုံကြည်သွားတာဘာထူးထွားလဲဘာထူးထွားလဲဘာမှမထူးထွားဘူးဟုတ်တယ်နော်ဘာမှမထူးထွားဘူးဆိုလိုချင်တာကသခင်ယေရှုခရစ်တော်ရဲ့ဆိုလိုရင်းကအဓိကထူးခြားနေရမယ်ဘာလို့လဲသခင်ယေရှုခရစ်တော်၌အသစ်ပြုတ်ပြင်တော့တတဝါဖြစ်လာပြီဖြစ်တဲ့အတွက်သင်ပြောင်းလဲသွားတယ်ပြောင်းလဲသွားတဲ့အတွက်သင်ထူးခြားလာတယ်ဘာထူးခြားလာလဲထူးခြားမှုအများကြီးရှိတဲ့အထဲမှာကိုယ့်ရဲ့ယဉ်သူကိုချစ်တတ်လာတယ် ငါနဲ့မတင်မြတ်တဲ့သူကိုလည်းငါဆုတောင်းပေးတတ်လာတယ်မေတ္တာပို့တတ်လာတယ်ငါ့ကိုမုံတဲ့သူကိုလည်းငါဆုတောင်းပေးတတ်လာတယ်မေတ္တာပို့တတ်လာတယ်လူတိုင်းကိုတဒန်းတဲ့ချစ်တတ်လာတယ်အဲ့ဒါအဂါပေချစ်ချင်းမေတ္တာလို့ခေါ်တယ်ချစ်တော်ညီကိုမောင်မများချစ်ချင်းမေတ္တာထဲမှာအများကြီးရှိတယ်အထူးသဖြင့် grace စကလုံးမှာချစ်ချင်းမေတ္တာအနည်းဆုံး၄မျိုးလောက်ရှိတယ်အဲ့ဒီ၄မျိုးထဲမှာဟိုတာသမီး တာသမီးအချက်နော်ဟိုတမီးစားအချက်နော်ကျွန်တော်တို့မိသားစုအချက်နော်ပြီးလို့ရှိရင်ဖယားသခင်ရဲ့အချက်ဆိုတာရှိတယ်အဲဖယားသခင်ရဲ့အချက်က Greek စကားလုံးအတန်ထွက်ကအဂါပေလို့အတန်ထွက်တယ်အဲ့ဒီအဂါပေရဲ့ချက်ချင်းမြတ်တာကကျွန်တော်တို့ထဲမှာရှိနေရမယ်အမှန်ကတော့လေကျွန်တော်တို့ယေရှုခရစ်တော်မယုံကြည်ခင်မှာအဲ့ဒီချက်ချင်းမြတ်တာကျွန်တော်တို့ထဲမှာမရှိဘူး ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်မှအဲ့ဒီချစ်ချင်းမေတ္တာကကျွန်တော်တို့ခံစားရတယ်။အဲ့ဒီအဂါပေဆိုတဲ့ချစ်ချင်းမေတ္တာခံစားရလာတဲ့အခါမှာလူတိုင်းကိုယေရှုခရစ်တော်ရဲ့အမြင်နဲ့ကြည်တက်လာတာ။ယေရှုခရစ်တော်တော်မှငါဒီလောက်ဆိုးတဲ့သူကိုချစ်တယ်ဆိုရင်ငါကဘာလို့ငါ့ကိုမုန်းတဲ့သူတွေကိုငါကဘာလို့မချစ်နိုင်ရတာလဲ။နော်ချစ်စရာမကောင်းတဲ့သူတွေကိုငါဘာလို့မချစ်နိုင်ရတာလဲဆိုမှမြင်တက်လာတာမြင်တက်လာတာ ဟာလေလုယာဒါပြောင်းလဲမှုပဲဒါဘလို့ခေါ်လဲချက်တော်၌အတိပြုပြင်တော့အတ္တတာမှာရှိတဲ့ပုံတက်တေလို့ခေါ်တယ်ချက်တော်ညီကိုမောင်မများတင်းရဲ့အတ္တတာထဲမှာအဲ့ဒီပုံတက်တေရှိပြီလားမရှိသေးဘူးဆိုလို့ရှိရင်ဆုတောင်းတော့မရှိသေးဘူးဆိုလို့ရှိရင်ကိုကိုကိုပြန်ဆန်းစစ်ကြည့်ငါဖယားသခင်ရဲ့အဂါပေဖယားသခင်ရဲ့ချစ်ချင်းမေတ္တာကိုငါကိုယ်တိုင်ခံစားရပြီလားခံစားရပြီလားကျွန်တော်မေးချင်တယ်ခုနားထောင်နေတဲ့သူတွေဖယားသခင်ရဲ့ချစ်ချင်းမေတ္တာကိုတင်ကိုယ်တိုင်ခံစားရပြီလား ကွန်မန့်ထဲမှာဖြည့်သွားကြည့်နော်ကွန်မန့်ထဲမှာဖြည့်သွားကြည့်ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာတင်ကိုယ်တိုင်ခံစားမိပြီလားခံစားမိပြီလားခံစားမိပြီဆိုလို့ရှိရင်ဒုတိယမိကွန်းမေးမယ်ဖယားသခင်ရဲ့ချစ်ချင်းမေတ္တာကိုတင်ကိုယ်တိုင်ခံစားမိပြီးမှဘာလို့ယန်သူကိုမုန်းနေသေးတာလဲဘာလို့လူတကောင်လိုက် မုန်းနေသေးတာလဲဖယားသခင်ရဲ့ချစ်ချင်းမေတ္တာထဲမှာအနိုင်မဲ့တော့ချစ်ချင်းမေတ္တာလေးအကားပေလေးနော်လူတိုင်းကိုချစ်တဲ့ချစ်ချင်းမေတ္တာလေးတင်ကိုယ်တိုင်ခံစားရပြီလို့တင်ဖြေတယ်ဒါဆိုရင်တင်က တင်ကိုယ်တိုင်ခံစားရပြီလို့တင်ဖြေတယ်ဒါဆိုရင်တင်ကဘာလို့လူတွေကိုမုန်းနေသေးတာလဲခွင့်မလွတ်နိုင်သေးတာလဲလူတိုင်းကိုတန်းသူချစ်နိုင်ဖို့ရန်တန်ရှင်တော်ဝိညာဉ်တော်တင်ကိုကောင်းချီးပေးပါစေအလင်းပေးပါစေအဲ့ဒီလိုပြောလိုက်လို့ကိုယ်မုန်းတဲ့သူကိုယ်ရန်ဖက်လို့တဲ့သူကိုတွိုင်းမအားအကြီးခံနေရမယ်လို့မဆိုလိုဘူးနော်ဖျားပေးတဲ့ဉာဏ်ပညာနဲ့သူတို့အတွက်ဆုတောင်းပေးပါ လူဆိုးတွေအတွက်ဆုတောင်းပေးပါယန်သူတွေအတွက်ဆုတောင်းပေးပါဆုတောင်းပေးတယ်ဆိုတာအော်ဟိုသူအပြစ်လုပ်တဲ့အခါမှာလဲချမ်းသာပါစေကျမ်းမာပါစေအဲ့လိုမျိုးမဟုတ်ဘူးနော်ဖယားသခင်ဒီလူကိုသူမတိပဲနဲ့လုံနေတဲ့အပြစ်တွေကိုကိုတော်ဖျားအမြန်သူ့ကိုနောင်တရစေပါဖယားသခင်ကိုတိစေပါလို့ဆုတောင်းမြတ်တာပို့ရတယ်လူဆိုးဟုတ်တယ်ဆိုတာကျွန်တော်တို့သိတယ်ဆိုရင်သူ့ကိုပြောင်းလဲဖို့ဆုတောင်းပေးရမယ်လေ လူတိုင်းလူတိုင်းကိုတန်းတူချစ်နိုင်တဲ့ချစ်ချင်းမေတ္တာတင့်အแทမှာရှိရမယ်အဲ့ဒီချစ်ချင်းမေတ္တာကတင့်ရဲ့ကိုယ်ပိုင်ချစ်ချင်းမေတ္တာမဟုတ်ဘူးဖယားသခင်တင့်ကိုချစ်တဲ့အတွက်ကြောင့်ဖယားရဲ့ချစ်ချင်းမေတ္တာကတင့်အแทမှာဝင်လာတဲ့အခါမှာတင်ကအဲ့ဒီချစ်ချင်းမေတ္တာနဲ့လူတိုင်းကိုတန်းတူကိုယ်နဲ့အမျှချစ်တတ်လာမယ်ကိုယ်နဲ့အမျှချစ်တတ်လာမယ်အဲ့တော့မှကျင်းစာထဲကစကားနဲ့ကြိုက်ညီသွားတာတင်တို့ဒီကောင်းကင်ဘုံ၌ရှိတော်မူတော့တင်တို့အဘိုက်သားဖြစ်လို့တော့ငါတဲ့ ဖယားသခင်ရဲ့တာသမီဖြစ်ချင်တယ်ဆိုရင်တဲ့လူတိုင်းကိုတတန်းလေးပဲချစ်ရမယ်တဲ့ကဲတင်ချင်းကိုပြောနေတာမဟုတ်နော်လူတိုင်းကိုကိုနဲ့အမျှမချစ်နိုင်ဘူးဆိုရင်ကဲတင်ချင်းမရဘူးလို့ပြောနေတာမဟုတ်နော်ကျမ်းစာကတတိထားနော်တချို့နေရာတွေမှာကဲတင်ချင်းအကြောင်းကိုပြောနေတာမဟုတ်ဘူးခရိယံအတ္တကိုပြောနေတာဒါလဲခရိယံအတ္တကိုပြောနေတာကဲတင်ချင်းကတော့တင်ဘာမှမလုံနိုင်လို့ယေရှုလာကဲတင်သွားတဲ့အတွက်ကြောင့်တင်ယုံကြည်လိုက်တာနဲ့ကဲတင်ချင်းရပြီဒါပေမဲ့ခရိယံအတ္တထဲမှာ ဖယားသားသမီးဖြစ်တယ်ဆိုတဲ့အရာကိုတတ်တည်ပြတဲ့အနေနဲ့လူတိုင်းလူတိုင်းကိုတန်းတူချစ်တတ်ဖို့လိုတယ်တဲ့ဘာလို့လဲဆိုတော့ဖယားသခင်ကတင့်ကိုအဲ့လိုချစ်တာတဲ့တင်ဒီလောက်ဆိုးတဲ့သူတော်မှာဖယားသခင်ချစ်တယ်ဖယားသခင်ခွင့်လွတ်တယ်ဖယားသခင်တင့်ကိုကယ်တင်ခြင်းပေးတယ်ဆိုရင်ဘာလို့တင်ကသူများကိုမချစ်နိုင်ရတာလဲတဲ့ဒါကြောင့်ဒီတရားဒေသနာလေးအားဖြင့်လူတိုင်းလူတိုင်းကိုတန်းတူချစ်နိုင်ပါစေကိုကမချစ်နိုင်ဘူးဆိုရင်ဆုတောင်းပါဖယားဖယားရဲ့ချစ်ခြင်းမေတ္တာကျွန်တော်တာရီတာရီတွန်းလောင်းပေးပါကောင်းချီးပေးပါ ဖယားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့လူတိုင်းကိုချစ်နိုင်တော်သူဖြစ်ပါစေလို့ဆုတောင်းပြီးတော့မှဆက်ပြီးတော့မှအသက်ရှင်သွားပါဖယားသခင်ကောင်းချီးပေးပါလိမ့်မယ်လို့ခွန်အားပေးနဲ့ဏိကုံချုပ်ပါတယ်အတူတူကဆုတောင်းကြအောင်ယေရှုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲလူတိုင်းကိုတန်းသူချစ်ရမယ်ဆိုပြီးတော့မှတမာချင်းစာအားဖြင့်ကျွန်တော်နားလည်ခံယူခွင့်ရတယ်တန်ရှင်တော်ဝိညာဉ်တော်ဖယားကျွန်တော်တို့ကိုခွန်အားပေးပါသွန်အားပေးပါ လက်တွေ့အသက်တာထဲမှာလူတိုင်းကိုတဒန်းတွေပဲဖယားရဲ့ချစ်ခြင်းမေတ္တာနဲ့ချစ်နိုင်ဖို့ရင် ခရိယအတ္တာပုံတက်တိအသက်ရှင်ထွက်လာနိုင်ဖို့ရန်ဖယံဘုံတော်ထင်ရှားတော်တစားဗလာဖြစ်စီဖို့ရန်ကိုရောမဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းလေဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါလီဖဖယားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့